ထိုင်းမြန်မာနယ်စပ်ထခရိုင်တဆောင်ရံမြို့နယ်ထဲမှာဖွင့်လှစ်ထားတဲ့ Sunshine Orchid Learning Center ရဲ့2024-25ပြည်နာသင်နှစ်အတွက်12ကြိမ်မြောက်ကျောင်းစင်ပွဲကိုကျောင်းပရဝုံအတွင်ယနေ့နက်နက်မှပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ပြည်နာသင်နှစ်အတွင်းကစေတန်းအောင်မြင်ခဲ့တဲ့ကျောင်းသူကျောင်းသား58ယောက်နဲ့12တန်းအောင်မြင်ခဲ့တဲ့ကျောင်းသူကျောင်းသား90ယောက်စုစုပေါင်း108ယောက်ကိုအောင်လက်မှတ်နဲ့ဖော်ပြစုတွေပေးအပ်ခဲ့ပါတယ်။ ဲ့ဒီအခမ်းအနားကိုចောင်းသူចောင်းသားတွေအပြင်ចောင်းသားမိဘတွေပါ ပါဝင်ခဲ့ပြီးစုစုပေါင်းလူဦးရေ900နီးပါးလောက်ပါဝင်တက်ရောက်ခဲ့ပါတယ်။အဲ့ဒီចောင်းဟာကရင်ပြည်နယ်တဲကနှစ်ပေါင်းများစွာစစ်တမ်းခံခဲ့ရတဲ့ဒေသကကလေးသူငယ်တွေနဲ့နေဆက်ဒေသကကလေးသူငယ်တွေအတွက်ယူရဖွင့်လှစ်ထားတဲ့ចောင်းလဲဖြစ်ပါတယ်။နိုင်ငံတကာ Christian Brotherhood ရေ Mission အဖွဲ့အစည်းတွေရဲ့အကူအညီထောက်ပံ့မှုနဲ့လက်ပတ်နေတာဖြစ်ပြီးပြည်ပခဒေသကကလေးငယ်တွေအပြင်နေဆက်ဒေသကဒုက္ခသည်စခန်းနဲ့ ီတွင်စစ်ပေးရှောင်ပြည်သူများရဲ့ကလေးငယ်တွေပါတက်ရောက်နေပါတယ်။နေ့စဉ်ចောင်းသူចောင်းသား300ကျော်ကိုလက်ခံတင် जा ပေးတာဖြစ်ပြီးအထူးသဖြင့်အတန်းပညာတွေအပြင် အခြားသောအသက်မွေးဝမ်းကြောင်းပညာရက်တွေကိုလည်းထည့်သွင်းတင် जा ပေးတဲ့အကြောင်းလည်းဖြစ်ပါတယ်။ចောင်းကို Sunshine Health and Education Foundation အောက်ကနေဖွင့်လှစ်ထားတာဖြစ်ပြီးထိုင်းနိုင်ငံတဲမှာတရားဝင်မပုတ်တင်လာတဲ့ရွှေပြောင်းကြောင်းတစ်ကြောင်းဖြစ်ကကျောင်းကိုဖွင့်လှစ်ထားတာဟာဆယ်စုနှစ်တခုကျော်ကြာခဲ့ပြီလို့သိရပါတယ်။